တရွာလုံးလှုပ်ဝက်ပြောဆိုနေကြတဲ့အကြောင်းအရာတစ်ခုရှိခဲ့တယ်မတီဆေးဆိုတဲ့အရာပါဘသူမှအတန်မထွက်အောင်တိုးတိုးလေးပြောကြတဲ့စကားတွေတကားပိတ်ခမ်းတွေနောက်ကလှုပ်ဝက်စကားလေးတွေကနေမတီဆေးဆိုတဲ့ဆေးအကြောင်းစကြခဲ့ရတယ်ဒီဆေးကဘယ်ဆေးုံမှမမရှိဆေးဆိုင်တွေမှာလည်းမရောဘူးဆရာဝန်တွေကလည်းမရှိဘူးလို့ပဲညင်းကြတယ်ဒါပေမဲ့မော်ပီမျိုးလေးကလူတိုင်းဒီဆေးအကြောင်းကြားဘူးနေကြတယ်သူတို့ပြောကြတာက ဒီဆေးဟာတေပြီးသားလူကိုပြန်ရှင်စေနိုင်တယ်ဒံယာကဘလောက်ပြင်းပြင်းယောဂါကဘလောက်ဆိုးဆိုးခန္ဓာကဘလောက်ပျက်စီးနေနေဒီဆေးကတင့်ကိုပြန်ရှင်စေမယ်ဒါပေမဲ့တခုခုတော့ပေးဆက်ရမယ်မောင်မျိုးလို့ခေါ်တဲ့28နှစ်အရွယ်ညဘက်တာဝန်ကျကျမကြီးဝန်ထမ်းတယောက်ကဒီလိုရမ်းယူစရကိုလုံးဝမယုံဘူးသူကလက်တွေ့ဆေးပညာကိုပဲယုံနေတည်ဆုံမှုဆိုတာတဘာဝပဲအဆုံးသက်ပဲလို့ထင်ထားတယ်ဒါပေမဲ့ တညတော့မိုးသည်ထန်စွာရွာပြီး မိုးချိုးတန်တွေကြားမှာအမျိုးသားတယောက်စီကန်းလေးကိုတွေးရရစီပြီးလဲဝင်လာတယ်သူ့ရဲ့ရင်ပတ်နဲ့ဝမ်းပိုက်မှာအနာကြီးကြီးတွေရှိနေတယ်အရန်နဲ့တဲမောင်ညူတိတယ်ဒီလူမိနစ်ပိုင်းမဲ့အသက်ရှင်ဦးမယ်ဆိုတာဒါပေမဲ့ဒီလူက နာကျင်မှုအော်တန်တစ်ချက်မှမထွက်ဘူးကုညီဖို့အော်ဟစ်တောင်းဆိုတာမျိုးမလုပ်ဘူးသူ့လက်ထဲကအရာတိတိလေးတစ်ခုကို မောင်ညူရဲ့လက်ထဲအတင်းထည့်လိုက်တယ်ဒါကိုထိုးပြီး လူနာကလက်ချောင်းဆွဲညှစ်ခံရတယ်လို့ပြောလိုက်တယ်။အဲ့ဒါကပလင်းတေးသေးလေးအတွင်းကအကြီးကမဲနှက်ပြီးချွဲပြစ်နေတယ်၊အေးဆက်နေတယ်၊မောင်မျိုးတန်တရားဝင်မိတယ်။ဒါပါလဲ။မော်ဖင်းလားအစိတ်လားဒါကစေးမဟုတ်ဘူးမတီးစေး။လူနာကတဆွထိုးပြောလိုက်တယ်ထိုးပေး။အခုပြီးတော့သူအသက်ရှူရက်သွားတယ် မောင်ညိုလက်ကတုံလာတဲ့သူမကြုံဘူးတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်နေရတဲ့စေပညာတင်တန်းတွေမှာတင်မထားတဲ့အရာစေစာအုပ်တွေမှာ ရေးမထားတဲ့အခြေအနေငါဘာလို့ရမှာလဲသူစိတ်ထဲမှာမေးခွန်းတွေဝင်လာတယ်ဒါကတကယ်ပဲအလုပ်ဖြစ်မှာလားဒီလူနာကိုငါကဲနိုင်မှာလားမောင်ညိုကနည်းနည်းထိတ်လန့်ပြီးစေထုအပ်နဲ့လူနာရဲ့လက်မောင်းနဲ့စိုက်ထိုးလိုက်တယ်အခန်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်ပြီးတော့လူနာရဲ့ကိုကအကြီးကျယ်ကြွက်သားတွေတောင် အယိုးတွေကျူးတန်ကြားသွေးကြောတွေထွက်လာပြီးမျက်လုံးတွေနောက်ပြန်လှည့်သွားတယ်ပြီးတော့ထိုင်လိုက်တယ်အသက်ပြန်ရှင်လာပြီမဲ့သူပုံမှန်မဟုတ်တော့ဘူးသူမျက်စံတွေကြီးနေတဲ့အသားရည်ကမိခိုးရောင်ဖြုတ်ဖြုတ်မောင်မျိုးကိုစိုက်ကြည့်ပြီးအောက်ခြေကညီးတန်နဲ့ပြောလိုက်တယ်မင်းဒါမလုပ်သင့်ဘူးမောင်မျိုးပြန်မပြောနိုင်ခင်ဆေးကန်းတစ်ခုလုံးမီးပြတ်သွားတယ်အရေးပေါ်မီးတွေချက်ချင်းလင်းလာပြီးနေရံများပေါ်မှာအနီရောင်အရိပ်တွေကျနေတယ် လေအေးဆက်ကလည်းရက်တန့်သွားပြီးအနံ့ဆူများပြန့်နှံ့လာတယ်။အဲ့ဒီအချိန်မှာမောင်မျိုးတတိထားမိတာကဒီလူကအသက်မရှူဘူး၊သူ့နှလုံးခုန်တန်လည်းမကြားရတော့ဘူး။ဒါပေမဲ့သူကမျက်တောင်ခတ်နိုင်ပြီးလက်တွေကလှုပ်နေတယ်ပြီးတော့အိယာကနေဖြည်းဖြည်းချင်းထလာတယ်။ခြေပလာနဲ့ကျမ်းပြင်ပေါ်ကသွေးတွေကိုနင်းပြီးစေကန်းတကားစီလမ်းလျှောက်ထွက်သွားတယ်။ဒါပေမဲ့အမဲရောင်ပလင်းလေးကိုစေးစားပွဲပေါ်မှာခြံထားခဲ့တယ်။ အဲ့ဒီညကမောင်မျိုးအိတ်မပြောခဲ့ဘူးသူ့အိမ်အပြင်ဘက်မှာခြေလန်းတန်တွေကြားနေရတယ်သူတယောက်တည်းနေတဲ့အိမ်မှာသူမဖွင့်ရသေးတဲ့မိခလုတ်တွေဖွှွှေးလေးနေပြီးအိမ်ကြီးချင်းရဲ့ခွေးကညသက်ကောင်အထိအဆက်မပြတ်ဟောင်ပြီးအသက်ရှူလမ်းကြောင်းရက်ကတေးကြသွားတယ်သူမျက်လုံးမိတ်တိုင်းအသက်မရှိပဲလှုပ်ရှားနေတဲ့လူနာရဲ့မျက်နှာကိုပဲမြင်နေရတယ်သုံးရက်ကြာမှာကျေးရွာအနီးကလေကွင်းထဲမှာအလောင်းတလောင်းကိုတွေ့တယ် အယိုးတွေကြိုးသားတွေစုပ်ပြဲမျက်လုံးတွေကျေပြီးကြောက်လန့်နေတဲ့ပုံနဲ့ဒီအလောင်းကစေကန်းကိုလာခဲ့တဲ့လူနာပါပဲ။မောင်ညိုထိတ်လန့်သွားတယ်။ဒါတွေအလုံးထက်ကိုထိတ်လန့်စရာကသူ့ထိုးပေးလိုက်တဲ့အမဲရောင်စေပလင်ပြောက်နေတယ်။သူ့ဆေးစာခွက်ထဲမှာအစ်စ်တလုံးပေါ်လာတယ်။ဆေးရည်ကရေခဲတဲထားတယ်လို့အေးနေတယ်။မောင်ညိုက ပလင်းလေးကို မထိဘူး။အိတ်လည်းမပြော်ဘူး။ တပတ်အတွင်းမောင်ညိုရဲ့ဘဝဟာလုံးဝပြောင်းသွားပြီးစီကံမသွားတော့ဘူးဖုန်းကတစ်ချိန်လုံးညီနေတယ်စီကံကသူ့အထက်လူကြီးကသူ့အမေက ဖုန်းခေါ်ကြပေမဲ့ဘသူ့ကိုမှသူ့မဖြေဘူးဖုန်းတွေကိုလစ်လူရှူထားတယ်သူ့စိတ်ထဲမှာဒီအဖြစ်ပြက်တွေကဆွဲညင်းနေပြီးတေပီးသားလူနာရဲ့အကြည့်တွေအသေးဖြစ်နေပေမဲ့လှုပ်ရှားနေတဲ့ပုံရိပ်တွေမိပြတ်တဲ့အခိုးအနှံ့နဲ့အနီရောင်ရိပ်တွေပြီးတော့ဒီဒုတိယပလင်အစ်စ်ကအေးဆက်နေတော့မဲ့သူ့ဓာတ်ကိုလွတ်ပစ်ခဲ့တယ် ဒါပေမဲ့နောက်နေ့မနက်အမိုက်ပုံးကိုဖွင့်တဲ့အခါဒါကအပေါ်ဆုံးမှပြန်ရှိနေတယ်မထီရသေးတယ်လို့တတ်နေတယ်သူ့လက်ထဲကနေဘယ်တော့မှမထွက်သွားတယ်လို့မျိုးပစ္စမနေ့မှာပိုဆန်းတဲ့အရာတစ်ခုဖြစ်သွားတယ်သူ့တိုက်ခန်းထဲမှာရေနွေးအိုးစုတန်နဲ့အာယုံပြောင်းမှုစူးစမ်းနေလို့တကားကိုခောက်တန်၃ချက်တိတ်ကြားလိုက်ရတယ်ပြီးတော့တိတ်သွားတယ်တကားပေါက်ကလေးကနေကြိလိုက်တယ်ဘယ်သူမှမရှိဘူးတကားကိုတတိထားဖွင့်လိုက်တယ်လူမရှိသေးဘူး ဒါပေမဲ့သူပြိမ့်မဲ့အချိန်မှာကျမ်းပြင်ပေါ်မှာအရာတစ်ခုတွေ့လိုက်ရတယ်ချွတ်စာရွက်အဝါရောင်အစွန်းတွေစုပ်ပြဲနေတယ်အပေါ်မှာစာတကြောင်းပဲရေးထားတယ်သူတယောက်တည်းမဟုတ်ဘူးနာမည်မပါဒီကြောက်စရာစာတကြောင်းပဲသူဝန်းကျင်ကိုကြည့်လိုက်တယ်လှိုင်ကောင်းလို့ထင်ရတဲ့လမ်းကြောင်းကတိတ်ဆိတ်နေတယ်လူမရှိဘူးပြီးတော့မီးတွေပြတ်မိတ်သွားတဲ့ဆေးကမ်းမှလိုပဲသူ့ခန္ဓာက ခဲသွားတယ်ဖြည်းဖြည်းလက်ကြည့်လိုက်တော့လမ်းကြောင်းအဆုံးမှာလူတယောက်ရက်နေတာတွေ့ရတယ် မိမတယောက်သပင်ရှင်နဲ့ဆေးရုံဝတ်ဆောင်ဖြူဝတ်ထားတဲ့လက်တွေကလေထဲမှာအာရောကျနေတယ်လို့မျိုးမောင်ညိုကဟိမင်းစင်ပြေးရဲ့လားလို့អော်လိုက်တယ်။သူမကတုံ့ပြန်မှုမရှိဘူး။သူတလန့်ရှိတိုးလိုက်တယ်ဒီမာနေတာလားလို့။မိရေပြန်မိတ်သွားတယ်မောင်ညိုကဟိမင်းစင်ပြေးရဲ့လားလို့អော်လိုက်တယ်။သူမကတုံ့ပြန်မှုမရှိဘူး။သူတလန့်ရှိတိုးလိုက်တယ်ဒီမာနေတာလားလို့မင်းနေတော့မိရေပြန်မိတ်သွားတယ်မိပြန်လာတဲ့အခါ သူမပြောက်သွားပြီးခြေတံမကြဘူးလုံးဝအရေးရောင်မရှိတော့ဘူးညနေခင်းမှာ သူစာရွက်ပေါ်ကစာသားတွေကို မတွေးဘဲမနေနိုင်တော့ဘူးအင်တာနက်ပေါ်တက်တဲ့အမဲရောင်ပလင်းပြန်ရှင်စေးမတည်စေးဆိုတာတွေရှာတဲ့အများစုကတရေပုံမြင်တွေကောလာဟာလာတွေရွာသားတွေရဲ့တန်းနာတွေပဲဒါပေမဲ့ဖိုရန်တစ်ခုမှာ စာတဆောင်ကသူ့ကိုဆွဲဆောင်လိုက်တယ်မတည်စေးတေမင်းကို အနိုင်ယူသည့်စေးအဲ့ဒီမှာလှုပ်ဝက်စာတွေအပြည့်တစ်ခါထပ်ပို့မထိုးနဲ့ ဒါကမင်းကိုမကြမ်းပါစေဘူးမင်းကိုထိန်းထားတာဒါထိုးသူတိုင်းကိုသူမလိုက်တဲ့မင်းရှင်နေဦးမယ်ဒါပေမဲ့လူသေးတွေက မင်းကိုလိုချင်လာမယ်နောက်ဆုံး post ကဥကြော်ကြီးဆိုတဲ့သူကလွန်ခဲ့တဲ့နှစ်နှစ်ကပို့ထားတာကျွန်တော်ရာကိုညီမျိုးကိုပေးလိုက်တယ်သူပြန်လာတယ်ဒါပေမဲ့အရင်လိုမဟုတ်တော့ဘူးသူမမြင်ရတဲ့အရာတွေနဲ့စကားပြောတယ်သူမအိပ်ဘူးသူ့အရေးကသူနဲ့အတူမလုပ်ဘူး ကျွန်တော်သူ့ကိုတူလောင်ခမ်းနဲ့ပိတ်ထားလိုက်ရတယ်ညဘက်တွေမှာသူ့ရဲ့တန်ကြားရတယ်သူတည်ပြီးလဲလာပေါင်းများစွာတချင်းစုံနေစေအဲ့ဒီအချိန်မှာမောင်ညိုနားလဲသွားတာကဒီဖိုရမ်မှာပါတဲ့ဓပုံတပုံထဲမှာသူ့စီမှာရှိနေတဲ့အမဲရောင်ပလင်းနဲ့တူတဲ့ပလင်းပါနေတာပဲပလင်းနောက်မှာမုံဝါနေတဲ့ပုံရိပ်တစ်ခုဆေးရုံဝတ်စုံဖြူအသက်မရှိသလိုရက်နေတဲ့ပုံစံသပင်ရှည်နဲ့ မှန်ထဲမှာရက်နေပြီးပြုံးနေတဲ့အမျိုးသမီးအဲ့ဒီညမှာမောင်ညိုရဲ့စိတ်ဟာအကြီးအကျယ်ဒဏ်ရာရသွားပြီးဘာမှမစင်စားနိုင်တော့ပဲအိတ်တလုံးပဲယူကာတိုက်ခန်းကနေထွက်ပြေးတယ်ဒါပေမဲ့အံ့ဩစရာကဘလောက်ဝေဝေမောင်မောင်သူ့ဖုန်းကတစ်ချိန်လုံးတုံနေတယ်နောက်ဆုံးဖုန်းကိုဖွင့်ကြည့်တော့မတိသောနံပါတ်ကနေမက်ဆေ့တခုမင်းတကားကိုဖွင့်ပြီးသားပဲမောင်ညိုပဲတွားရမှန်းမသိတော့ဘူးသူဟာမြို့ပြင်ကိုကြော်လေကွင်းတွေကိုဖျက် မီးလုံးတောင်မထွန်းတဲ့ကြေးရွာတွေထိကားမောင်းထွက်လာခဲ့တဲ့လက်တွေက စတီယာဘီကို အပြင်းကင်ထားပေမဲ့စိတ်ကတော့ပလင်းလေးအမျိုးသမီးရဲ့မျက်နှာမင်းတကားကိုဖွင့်ပြီးသားပဲဆိုတဲ့စတူကိုပဲပြန်ပြန်တွေးနေမိတယ်။မြူရီဖုံးနေတဲ့အင်းလေးကန်အနီးကအိမ်ချမ်းမဲ့ဟောင်းတလုံးစီရောက်တဲ့အခါမိုးလင်းလူနီပါဖြစ်နေပြီ။အင်ရှင်ဖြစ်သူကမျက်စိအတွင်းတိမ်ယောဂာနဲ့ကုန်းနေတဲ့အဖိုးအိုး သူစကားမပြောပဲတော့တချောင်းလမ်းပေးပြီးလျှားချင်းချင်းလေးကိုညုံကသူမခောက်ရင်မဖွင့်တဲ့လို့တိုးတိုးလေးညှိလိုက်တယ်မောင်မျိုးပါမှမမေးမြန်းခဲ့ဘူးအခန်းထဲတက်ဝင်သွားပြီးတကားတော့ခက်ပလင်းလေးကိုလက်နဲ့အပြင်းဆုပ်ကင်ထားရင်အိယာပေါ်ထိုင်လိုက်တယ်ညဘက်မှာသူအိမ်မက်မက်တယ်သူမက်မိဘူးတဲ့ဆေးရုံထဲမှာရက်နေတယ်လို့ခံစားရတယ်မိမိန်နေတယ်နေရံတွေကစူနေတယ်အဆောက်အဦကြီးကတွေးယူနေတယ်လို့မျိုး အဆုံးဘက်ကအခန်းနံပါတ်313တကားဟောင်းကြီးကဟာနေတယ်။အတွင်းကနေအမျိုးသမီးတယောက်ရဲ့တချင်းဆိုတန်ကြားရတဲ့အတန်ကအယမ်းချူတာပြီးတိမ်မွေ့တယ်။ဒါပေမဲ့တချင်းတန်ကအိမ်ရဲ့နေရန်တွေကနေပဲ့တင်ထက်နေတယ်။သူအတွင်းကိုဝင်လိုက်တဲ့အိယာတလုံးတွေးတွေစွန့်ထင်းနေတဲ့အိယာခင်းစပွဲပေါ်မှာအမဲရောင်ပလင်းလေးတဖြော့ဖြော့လင်းနေတယ်။ထောက်နားမှာတော့ သူမနေရန်ကိုမျက်နှာမူပြီးခေါင်းတစ်ဖက်ဆောင်းလိုက်ထားတဲ့စပင်းတွေက မျက်နှာကိုဖုံးနေတယ်။သူဝင်လာတာနဲ့တချင်းဆိုတန်ကရက်သွားတယ်။ပြီးတော့တိုးတိုးလေးပြောလိုက်တယ်။ဒါကမင်းကိုမကြမ်းပါစေဘူး။မင်းကိုဒီမှာထိန်းထားတာခန္ဓာကိုယ်ပျက်စီးတဲ့အခါဝိညာဉ်ကစပုတ်သွားတဲ့မောင်မျိုးနောက်ပြန်ဆုတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့တကားကခကြီးပိတ်သွားတယ်။အမျိုးသမီးကဖြည်းဖြည်းချင်းခေါင်းလှဲလိုက်တယ်။ကို ကိုမဟုတ်ပဲခေါင်းတစ်ခုလဲကိုပဲသူ့ကိုကြည့်ဖို့လုံးဝနောက်ဖက်လှည့်သွားတဲ့အထိ ူမရဲ့မျက်နာကလူသားမျက်နာမဟုတ်ဘူးမျက်လုံးမရှိနှာခေါင်းမရှိအည်ပြားဆုပ်ပြဲပြီးအယိုးတွေပေါ်ကနေဆွဲဆန့်ထားတဲ့လူမျိုးပစက်ကနေအမဲရောင်ကြီးတွေကျနေတယ်မောင်မျိုးအော်ဟစ်လိုက်တယ်မောင်မျိုးချွေးစည်းတွေပြန်ပြီးလန့်နိုးလာတယ်တကားခောက်တန်သုံးချက်ကြားလိုက်ရတယ်သူနှလုံးခုန်တန်တွေကြားနေရတယ်ပြီးတော့တကားခောက်တန်ကတိတ်သွားတယ်15မိနစ်လောက်ဆောင်ရင်းနဲ့နောက်ဆုံးတကားပေါက်ကလေးကနေကြည့်လိုက်တယ်ဘသူမှမရှိဘူး တကားကိုဖြည်းဖြည်းလှည့်ပြီးဟားလိုက်တယ်။ဟော်ဝေးမရှိတော့ဘူး၊လေကားလည်းမရှိ၊ဆေးရုံလမ်းကြောင်းတစ်ခုပဲ။အဆုံးမှာအခန်း300 73ရက်နေတယ်။သူမှတ်ခဲ့တဲ့အိမ်မက်ထဲကအခန်းတိုင်းမဖြစ်နိုင်ဘူး။သူဆေးကန်းကထွက်ခဲ့ပြီးမော်ဘီမျိုးကလည်းထွက်ခဲ့ပြီးဒါမျိုးမဖြစ်နိုင်ဘူး။ဒါပေမဲ့ဖြစ်နေတယ်။ ပိုးသက်စင်းနဲ့တွေးနဲ့တွေလေထဲမှာပြည်နေတဲ့မီလုံးတွေကပိုးဟတ်တန်လိုမျိုးအတန်မြင်နေတဲ့လမ်းကြောင်းအဆုံမှာတချင်းဆိုတန်ပြန်ဆတ်သွားတယ်တချင်းလဲဟုတ်တယ်အတန်လဲဟုတ်တယ်အိမ်မက်ဆိုးတိုင်းသူနောက်ပြန်ဆုပ်ပြီးတကားကိုစောင့်ပိတ်လိုက်တယ်ဒါပေမဲ့သူပြန်လှည့်ကြည့်တဲ့အခါသူအိမ်ချမ်းမဲ့အခန်းထဲမှာမရှိတော့ဘူးအခန်း၃၃ထဲမှာရှိနေပြီးအမျိုးသမီးကအိယာအဆုံမှာရက်နေပြီးပလင်းလေးကို깟ထားတယ် မင်းကပထမတစ်ချောင်းကိုထိုးခဲ့တယ်။သူမကနူးညံ့စွာပြောလိုက်တယ်။ဒါပေမဲ့အခုဒုတိယတစ်ချောင်းကမင်းအတွက်ပါ။သူအော်ဖို့ကြိုးစားတယ်။ဒါပေမဲ့ပစက်မပွင့်ဘူး။သူရွေးဖို့ကြိုးစားတယ်။ဒါပေမဲ့ခြေထောက်တွေထုံနေတယ်။အမျိုးသမီးကနီးလာတယ်။မျက်နှာကလိမ်ပြီးပစက်ကအကြီးကြီးဟလာတယ်။မဖြစ်နိုင်တဲ့ပြုံးနေတယ်လို့မျိုးပြီးတော့တိုးတိုးလေးပြောလိုက်တယ်။မတီးစေ။လက်လုံမှာမဟုတ်ဘူး။ အခန်း၃၁၃ဟာပုတ်တိုးနေပြီးနယံတွေရေပျော်မီလုံးတွေအမြန်မိတ်လေထဲမှာမီးကျွမ်းသားရေနံနဲ့ဆေးနံပုတ်တွေရောနေတယ်။မောင်ညိုလုံးမရစကားမပြောနိုင်အမျိုးသမီးအမျိုးသမီးရေပုံကိုဝတ်ထားတဲ့အရာကသူ့ရှိမှရက်နေတယ်။သူမကပလင်းလေးကိုမင်းနဲ့နေတဲ့လက်ချောင်းတွေနဲ့ကင်ထားတဲ့မျက်နာကသူ့နဲ့လက်မအကွာပဲအသက်မရှူအပူမရှိမိကိုလိုနူးညံ့တဲ့အတံပဲ။ နောက်ဆုံးတစ်ချက်ထိုးပြီးသွားမယ်မင်းဘယ်တော့မှမတည်ဘူးမင်းကငါဥစ္စာဖြစ်သွားမယ်သူမကအကကိုသူ့လက်ပင်ထဲစိုက်ထိုးလိုက်တဲ့အချိန်မှာအားလုံးအမောင်ထုတွေနစ်မြုပ်သွားတယ်အမောင်ထုကသူ့ကိုဝါမျိုးလိုက်တဲ့အခါချက်ချင်းပဲလူနာရဲ့နောက်ဆုံးစကားတွေပြန်မြင်လာတယ်မင်းတာမလို့တင်ဘူးဒီစကလုံးတွေက သူ့အုံနောက်ထဲမှာဒဆခံတကောင်လိုထိုးနှက်နေတယ်အခု မောင်ညိုရဲ့နှလုံးမခုန်တော့ပေမဲ့စိတ်နဲ့စိတ်အားထက်သန်မှုက ရှိနေသေးတယ်သူနားလေသွားတယ် မတီစေးကတေချင်းကိုမပြောက်စေဘူးခဲသွားစေတာ ခန္ဓာကိုယ်ပုတ်တိုးနေစဉ်ဝိညာဉ်ကိုအကျဉ်းချထားတာအခန်း313ကအမျိုးသမီးအတွက်အယုတ်အစ်စ်တွေဖန်တီးပေးတာဒီစေးထိုးသူတိုင်းကသူမရဲ့ဂျုံဖြစ်သွားတယ်ဒါပေမဲ့မောင်မျိုးကသူတို့လိုမဟုတ်ဘူးသူ့မှာနောက်ထပ်ပလင်းတစ်လုံးရှိသေးတယ်သူ့စေးစာခွက်ထဲပေါ်လာတဲ့ပလင်းဒီဘဝနဲ့တေချင်းကြားတဲ့ကအမောင်ထဲမှာပလင်းလေးတစ်လုံးမျောနေတာတွေ့တယ် ူလက်လန်းလိုက်တယ်ထိလိုက်တယ်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်လက်တွေ့ကဘာမှာမောင်ညိုရဲ့ခန္ဓာကအခန်း၃၃ချမ်းပြင်ပေါ်မှာအေးဆက်တည်ဆုံးနေတယ်ဆရာဝန်တွေက သူ့ကိုတွေ့တော့နှလုံးမခုန်အသက်မရှိတော့ဘူးသူတို့ကအလောင်းကိုဖုံးဖို့ပြင်နေဒါပေမဲ့ရုတ်တရက်သူ့မျက်လုံးတွေပြူကနဲ့ဖွင့်လိုက်တယ်ပြီးတော့ထိုင်လိုက်တယ်အသက်ပြန်ရှင်လာတယ်ဒုတိယပလင်းကမတူဘူးသူမကပေးတာမဟုတ်ဘူးထောင်ချောက်မဟုတ်ဘူး ဒါကပြန်လဲကုသပေးတဲ့စေအခွင့်အရေးတစ်ခုပဲဒါကသူ့သွေးကြောတွေထဲမှာမီးလိုပူလောင်ပြီးအတွင်းထဲကအမဲရောင်တွေကိုတိုက်ထုတ်တယ်သူမောက်ကိုတိုက်ထုတ်တယ်သူအော်ဟစ်တန်တန်မှတ်မိတယ်စေကန်းထဲကအမျိုးသမီးသူ့အပေါ်ကချုပ်ကန်မှုပြတ်သွားတဲ့အခါဦးကြောင်ကြောင်နဲ့អော်နေတာឈីណောင်မှုတွေပြတ်သွားတယ်။သူမရဲ့မျက်နာကဒေါသအယူမှုနဲ့လိမ့်သွားတယ်။ခန္ဓာကဖုံနဲ့ပြတွေဖြစ်꿰ကျသွားတယ်။အခန်း373ကသူ့ဘာသာသူပြိုကျပျက်စီးသွားတယ်။ ပြီးတော့မောင်မျိုးဆေးရုံမှာနိုးလာတယ်သူ့ကိုအိမ်ချမ်းမဲ့အနီးကကြေးလက်လမ်းမပေါ်မှာတတိလစ်နေတာတွေ့တယ်လို့သူနာပြုတယောက်ကပြောတယ်ဒဏ်ရာမရှိတွေ့တဲ့အချိန်မှာနှလုံးမခုန်ပေမဲ့ဘလို့နီးနဲ့မမ်းမသိပြန်ရှင်လာတယ်လုံးဝပြန်ကောင်းသွားတယ်အမာရုပ်မရှိပလင်းပြောက်သွားပြီးအခန်း၃ရာဆဲ၃လဲပြောက်သွားပြီးဒါပေမဲ့သူ့ထဲမှာတခုခုပြောင်းသွားတယ် သူအသက်ကိုအရင်ကနဲ့မတူတော့ပဲခံစားနိုင်တယ်လူတယောက်တိခါနီးမန်းဆရာဝန်တွေမသိခင်သူသိနိုင်တယ်သူပြန်အလုပ်စားတယ်ဒါပေမဲ့တေချင်းကိုမကြောက်တော့ဘူးတခါတလေတေဆုံးတော့မဲ့လူနာတွေစီသွားတယ်သူတို့လက်ကိုကင်ပြီးတူတူလေးပြောတယ်မင်းမဲရောင်ပလင်းမလို့ဘူးလွှတ်ချလိုက်အနားယူလိုက်သူတို့ပြုံးပြီးအေးအေးဆေးဆေးသွားကြတယ်သူ့အတွင်းကမကောင်းတဲ့အရာတွေပျောက်သွားပြီးသူ့မကိုရင်ဆိုင်ခဲ့တယ်တေချင်းရဲ့ပါဆက်သေးကိုရှောက်ဝင်ခဲ့တယ်ပြီးတော့ အသက်ရှင်ရုံတင်မကပဲလွတ်မြောက်ပြီးပြန်လာခဲ့တယ်ဒါပေမဲ့ဘသူမှမမှတ်မိတဲ့နေရာတစ်ခုမှာစေကန်းတဲကအမျိုးသမီးရဲ့ပြာတွေကတိုးတိုးလေးညီးနေစေပထမဆုံးအချိန်အနဲ့ထိုးဖို့အယူအမူဖြစ်မဲ့သူကိုစောင့်နေစေဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်